အပြည့်ရကျညာထားတဲ့စစ်ကောင်စီကရခိုင်ပြည်တွင်းဧပြီတရက်ကနေဧပြီ6ရက်နေ့ထိတပတ်အတွင်းလေကြောင်းလက်နက်ကြီးပစ်ခတ်မှုအကျဉ်းရ960ကျိုးပြုလုပ်ခဲ့လို့မက်တန်တွေအရသိရပါဗယ်ဧပြီလ9ရက်နေ့တရက်တည်းမှာဒရုန်းနဲ့ပုံကြီးတိုက်ခိုက်မှုအကျဉ်း60ကျိုးနဲ့လက်နက်ကြီးပစ်ခတ်မှုအကျဉ်း90နဲ့အထက်ရှိခဲ့တယ်လို့အရဟတ်တော်ကထုတ်ပြန်ထားပါဗယ်အဲ့ဒီနေ့မှာပင်စစ်တွေမြို့နယ်ရှောင်းတွင်မင်းငယ်ကြည်ရကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမင်းလာကြည်ရမှာရှိတဲ့အေအေတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့နေချင်းတိုင်ဘုံကျိတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်စစ်ကောင်စီကငလျင်လောက်ခဲမှုကြောင့်ကုညီကေစီရီနဲ့ပြန်လည်ထူထောင်ရေးလှုပ်ဖို့အတွက်သုံးဘက်ကြားယာယီအပြည့်ရထားကြောင်းကိုဧပြီလ၂ရက်နေ့မှာကြေညာထားပါတယ်ဒါပေမဲ့မြေပြင်မှာစီရီလှုပ်ရှားမှုတွေနဲ့လေကြောင်းလက်နက်ကြီးပစ်ခဲ့တာတွေရှိနေတာကြောင့်အယသတေဆုံးတန်ရာရသူတွေလည်းရှိနေပါတယ်ဧပြီလ၄ရက်နေ့မှာတောင်ကုန်းမြို့နယ်ဆလူကျောက်ကိုဂျက်ဂျိတ်လေယာဉ်နဲ့ဘုံကျိခဲ့တာကြောင့်ဒေသခံ၃ယောက်တန်ရာရရှိခဲ့ပါတယ်ဧပြီလ၂ရက်ကလည်းကြောက်ဖူမြို့မှာရှိတဲ့ တညဝတီရေတက်စခန်ဒိုဒန်တောင်အမဲ30နှစ်ရေတဲရင်တို့ကမြို့နီးပတ်ဝန်းကျင်မှာရှိတဲ့တပြူတောင်ပြားရဲကြည်ရစားရဲကြည်ရတွေကိုဒရုန်းနဲ့အကျဉ်းရင်60လောက်နဲ့လက်နေကြီးအကျဉ်းရင်60တဲမိနစ်ပြစ်ခတ်ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ April 3ရက်ကနဲ့9ရက်နေ့တွေမှာလည်းကြောက်ဖူမြို့မှာရှိတဲ့တဲရင်တွေကမြို့အနင်းကကြက်တိန်တပြူတောင်ပြားရဲပြင်ရှဲလက်ခမိုကလပါစားရဲကြည်ရပတ်ဝန်းကျင်တွေကိုလက်နေကြီးလေချောင်းပြစ်ခတ်မှုတွေနေစဉ်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါအပြင်စစ်တွေမျိုးရှင်မင်းငယ်စိတ်ကဲမှာရှိတဲ့စစ်ကောင်စီကပေါတော်မျိုးနဲ့ငပြည်ကျန်းဖက်ကိုလက်နက်ကြီးနဲ့အကျဉ်းရီ6ကျဉ်းအထိပစ်ခတ်ခဲ့ပါတယ်။စစ်ကောင်စီကယာယီအပြည့်ရဲကြောင်းကိုဟန်ပြကြင်ညာပြီးအရဲသားနေထိုင်ရာနေရာတွေကိုရေရွှဲရှိရှိပစ်ခတ်နေတယ်လို့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူတွေကဝေဖန်နေကြပါတယ်။